ီကနေ့6လပိုင်း3ရက်နေ့နေ့လီတနားရီ15မိနစ်မှာပဲရောင်ကုန်ကတကယ့်ဝမအရေးကြီးတဲ့ဒလသဒါကတော့ကျိုးသွားခဲ့ပြီလေဖြစ်ပါရီအေယဝရီမြည်ရေဟာမြန်မာနိုင်ငံအထက်ပိုင်းဖြစ်တဲ့ညချနာမြို့ကနေကြဆင်သွားခဲ့တာ ဖြစ်ပြီးမြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းကိုအချိန်အုံနဲ့ကြဆင်လာတာဖြစ်တဲ့အတွက်ရောင်ဝမြည်ဟာဆွေးနေပြီးချိုးတက်လာခဲ့တာဖြစ်ပြီးတော့ခုချိန်မှာရောင်ဝမလေးတော်တော်လေးကိုမိုးလေချိနေတာကြောင့်အနေပိုင်းဒေသတွေမှာ ရင်းနှီးမြှုပ်မှုဖြစ်ပေါ်နေတာတနိုင်ကလုံးဝပြည်သူတွေလေးတီးပီးသားဖြစ်မှာပါဒီကနေ့မှာဆိုရင်ရောင်မြို့တလားကျိုးသွားခဲ့ပါတယ်သုံးချက်တင်ပေါ်ကြီးကဖြတ်သွားရင်းနဲ့အချိန်မထိန်နိုင်လို့တရားကို တိုက်မိသွားတာဖြစ်ပြီးတော့အရေးကလည်းကြီးနေတာဖြစ်တဲ့အတွက်တရားကအခုလိုပဲကြိုးကြသွားခဲ့တာပါဗျာဒီနေ့မှာတော့မိုးရသည်စစ်စစ်တောင်မရောက်သေးဘူးမြန်မာပြည်သူတွေရေတွေနစ်မြုပ်ပြီးတော့ကြီးကျယ်ဒုက္ခရောက်နေကြပါပြီ မြန်မာနိုင်ငံမှာငလင်ကြီးလောက်ကတ်ကတဲ့ကပညာရှင်တချို့ကအရေးပေါ်ပေးသတိပေးထားတယ်အဲ့ဒါကတော့အေယာဝတီမြစ်လမ်းကြောင်းကပြောင်းလဲသွားပါပြီတဲ့ဗျာငလင်လောက်ကတ်မှုကြောင့်အေယာဝတီမြစ်ထဲမှာအကွယ်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းအသည့်လင်းကို ရှာဖွေတွေ့ရှိမှုတွေအွန်လိုင်းပေါ်မှာဖြန့်ဝေထားတာကိုလည်းတွေ့ရတယ်အဲ့ဒါကြောင့်မလို့မြည်ရီတွေဟာမြုပ်ပြကြီးတွေကိုစိတ်ဝင်သွားပြီဖြစ်ပြီးတော့ဒီနှစ်မိုးရာသီမှာအရန်ရန်ကိုခရီးဆိုင်ရမှာဖြစ်ကြောင်းအထူးသဖြင့်တော့ ဝန်သလီမျိုးနဲ့အေဝါမျိုးကရေအောက်ကိုရောက်သွားနိုင်တဲ့ဆိုရင်အနေထားနဲ့ပြောင်းဝေကြတာကိုလေတွေ့ရပါရီခရီးကမတော်မြန်မာနိုင်ငံထက်ပိုင်းဖြစ်တဲ့မြချီနာမျိုးနဲ့ជីပွေမျိုးသူချင်းပြင်းတဲ့ခုလုံးရေနစ်မျိုးမျိုးကြီးကြီးမားမားဖြစ်နေပြီးရခင်နှစ်ကလိုပဲပြည်သူပေါင်းထောင်ကြီးဦးမဲအိမ်မဲတွေရှိကုန်ပြီလေဖြစ်ပါရီအခုပညာရှင်တွေကတော့ခံမှန်းနေကြပြီလေဖြစ်ပါရီနောက်လာမယ့်ဇွန်ဇူလိုင်အတောအတွင်းမှာမန္တလေးမျိုးဟာလေ ရည်ကြီးမှုနဲ့ရင်းဆိုင်ကြုံတွေ့ရနိုင်တယ်ဆိုပြီးတော့ခံမနေကြပြီလေဖြစ်ပါရယ်အခုတနိုင်ကလုံးမိုးရွာသွန်းနိုင်တဲ့အခြေအနေတွေကဇွန်လ၄နေ့ထိပဲရွာသွန်းနိုင်မယ်ဆိုပြီးတော့ဘုလိုသာပညာရှင်တတော်များများကထုတ်ပြန်ကြေညာထားပါမယ်ဇွန်လ၉ရက်နေ့ကနေစတင်ပြီးတော့မိုးရွာသွန်းနိုင်မှုအခြေအနေတွေကပြန်လည်စတင်ပါမယ်ဇွန်လ၉ရက်နေ့နောက်ပိုင်းကနေစတင်ပြီးတော့အရှိပစ်ပိမာအကောင်နဲ့လေဝေလိုက်များအရှင်ကြောင့်အမြင့်ပေ9000ပြည့်အပေါ်မှာရှိတဲ့လေတုဟာစတင်လှူရှားလာနိုင်ပြီး အိန္ဒိယသမုဒ္ဒရာပင်လယ်ပြင်နဲ့ကပ်ပလီပင်လယ်ပြင်မှာရှိတဲ့မုတ်သုံးလေးအာကိုနဲ့နော်ပြန်လည်ဆွဲခေါ်လာမှာဖြစ်တာကြောင့်ဇွန်လ10ရက်နေ့မှာနောက်25ရက်နေ့အတွင်းမြန်မာတပြည်လုံးမှာမိုးတတော်လေးဝကြီးနိုင်မှာဖြစ်ကြောင်းအခုခရီးကနေမိုးစလာဌာနကအတိပေးထုတ်ပြန်ထားတာကိုကြည့်ရတယ်။ဒါကြောင့်မလို့နော်ဇွန်လ4ရက်နေ့မှာစတင်ပြီးတော့အဒီနောက်ပိုင်းမှာမိုးသိပ်သွားပြီဆိုပြီးတော့မပေါ်ဆချဖို့အတွက်နော်ရေးဖို့ပတိပေးထားတာကိုတွေ့ရတယ် ဇွန်လ10ရက်နောက်ပိုင်းကနေစတင်ပြီးတော့မိုးကပြန်လည်ပြီးတော့တော်တော်လေးဥကြီးမှဖြစ်တယ်မြောင်းနိုင်ငံမှာမိုးကြီးရေကြီးနော်အခုကတည်းကနေကြိုးတင်ပြင်ဆင်မှုတွေဒီဆဲအတွင်းမှာလှုပ်ဆောင်ကြပါပြည်သူတွေမမီအသက်ကမမီညံဆောက်ပါရီကြိုတင်ပြင်ဆင်ထားကြပါ AOD မြန်မာသျှောက်ဒေသတွေအကုန်လုံးကြိုတင်ပြင်ဆင်ထားကြပါနော်